မိသားစုအတွက်ဘဝကိုပေးဆက်ပြီးကြိုးစားရုန်းကန်နေကြတဲ့ fighter နှစ်ယောက်ထိတ်တိုက်တွေ့ကြမယ်ပွဲသို့မဟုတ် stress နဲ့ရာမင်းပြိသင်းများလုံးမဲ့မင်္ဂလာပါများ ecre marshes sport ကတင်ဆက်နေပါတယ်လာမယ့်1 friday 5 130ပြိုင်ပွဲမှာတော့ stress နဲ့ရှင်မြိုင်ထိုးသက်သွားရမယ် time fighter ရာမင်းက stress နဲ့ပတ်သက်လို့ခုလိုထုတ်ဖော်ပြောဆိုလာခဲ့ပါတယ် stress ကပညာဆုံးပြီးတော့ဘယ်ဘက်ခြေလက်တွေကအနေများပါတယ်သူကိုပညာသားပါပါစိတ်ရှိရှိကစားရှိသူဆိုပြီးလူတိများပါတယ်။ဒါပေမဲ့ဇတိုက်ဖီအားပေးကစားရင်တက်လုံးမခိုင်းပါဘူး။ ကျွန်တော်မှာကနာဂိုဒီစောက်ပုံကသူ့ထံအများကြီးအားသာချက်ရှိပါတယ်။ကျွန်တော်ကအချင်းကြာပြီးမကစားတာကိုစိုးရိမ်မှုမရှိပါဘူး။အရင်ကလည်း၄နှစ်လောက်နားပြီးမှပြန်ကစားခဲ့ဖူးပါတယ်။လေ့ကျင့်ခန်းတွေအပြည့်အဝလုပ်ပြီးတော့ပွဲအတွက်အစဉ်သင်းဖြစ်နေပါပြီ။ပရိသတ်တွေစိတ်လုံရှားစီမဲ့ပွဲဖြစ်မယ်။ဒီပွဲကိုအမြန်သိမ်းပြီးတော့အဆူကျေးယူကမိသားစုကိုကူညီချင်တယ်လို့ယာမင်ကပြောလာခဲ့တာပါ။ယာမင်ကဆွန်ရက်ကိုချီးကျူးရင်းနဲ့သူ့ရဲ့အားသာချက်တွေကိုအတိအမှတ်ပြုထားပါတယ်။ဆွန်ရက်ကမွေတိုင်းနဲ့ပတ်သက်လို့ပညာဆုံးပါတယ်။ပေချင်တဲ့လက်သေးချက်တွေကအနည်းပေးနိုင်တဲ့အစွမ်းအစာရှိပါတယ်။ ဂျန်ရက်စ်ကစိတ်ရှိရှိနဲ့ပွဲကိုဆွဲထိန်ပြီးတော့ကစားတက်တယ်လို့လူသိများသူဖြစ်ပါတယ်။ဒါပေမဲ့ယာမင်ကဂျန်ရက်စ်ရဲ့အားနည်းချက်တစ်ခုကိုထောက်ပြလိုက်ပါတယ်။ဂျန်ရက်စ်ကဇက်တိုက်ဖိအားပေးကစားရင်တက်လုံစတာမီနာမခံနိုင်ဘူးလို့ယာမင်ကယူဆပါတယ်။ယာမင်ကသူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံ physical build ကဂျန်ရက်စ်တဲ့အများကြီးအားတာတယ်လို့ပြောထားပါတယ်။ဆရက်ကမကြာခဏပွဲကစားနေပြီးမဲ့ယာမင်ကဒီပေါ်မှာစိုးရိမ်မှုမရှိဘူးလို့ဆိုပါရီသူ့အနေနဲ့လေ့ကျင့်ခန်းတွေကိုပြေဝလှုပ်ထားပြီးတော့ဒီပွဲအတွက်အဆင်သင့်ဖြစ်နေပြီလို့ယာမင်ကကြေကျော်ထားပါရီ ဂျန်ရက်စ်ကအထိုင်းမြန်မာနယ်စပ်မှာကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။အသက်15နှစ်မှာဖခင်ဆုံးပါခဲ့ပြီးမိသားစုကိုပြန်လည်ထောက်ပံ့မှုအမွေတိုင်းလောကတွေကိုခြေစုံပစ်ဝင်ရောက်လာခဲ့ပါတယ်။ဝမ်ချမ်းမြန်ရှိရဲ့စုချင်းငွေတွေနဲ့အိမ်တလုံးတိဆောက်ပြီးတော့တကွဲတပြားစီဖြစ်နေတဲ့မိသားစုကိုပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။ဒါကသူရဲ့စိတ်သက်ခိုင်မာမှုကိုပြသနေတာလို့ဆိုနိုင်ပါတယ်။ယာမင်ကမိသားစုစီးပွားရေးမကောင်းတာကြောင့်အသက်16နှစ်မှာအမွေတိုင်းလောကတွေကိုပြန်လည်ခြေချခဲ့ပါတယ်။သူရရှိတဲ့စုကြည်တွေနဲ့ထိုင်းနိုင်ငံချွန်ပူရီမှာကလေးတွေအတွက်မွေတိုင်းလေးကြီးချင်းတစ်ခုကိုတည်ထောင်ခဲ့ပါတယ် ဒါကသူ့ရဲ့လူမှုရေးအတွက်အားထုတ်မှုကိုပြသနေတာဖြစ်ပါတယ်။ယာမင်ကသူ့ရဲ့ခနာကိုယ်ဒီစောက်ပုံကိုအားသာချက်ဖြစ်ပြောပြထားပါတယ်။သူ့ရဲ့ကစားဟန်ကဇက်တိုက်ဖီအားပေးပြီးတော့ပြိုင်ဘက်ကိုပြင်မအောင်လှုပ်တက်ပါတယ်။လေ့ကျင့်ခန်းတွေပြေဝပြင်ဆင်ထားပြီးတော့အရင်က၄နှစ်လောက်ရန်နာပြီးပြန်လည်အောင်မြင်ခဲ့တဲ့အတွေ့အကြုံကအခု Sunrise နဲ့ပွဲမှာလည်းစိတ်ခွန်အားဖြစ်စေလိမ့်မယ်လို့ယာမင်ကယုံကြည်ထားပါတယ်။ယာမင်ရဲ့စကားထဲမှာသူ့ရဲ့အားနည်းချက်ကိုတိုက်ရိုက်မဖော်ပြထားပေမဲ့ Sunrise ရဲ့ရုတ်တရက်ထိုးချိနိုင်မှုကိုသတိထားရမယ်ဆိုတာသူတည်ထားပါတယ်။ဒါကသူ့ရဲ့ဖီအားပေးကစားဟန်ကို ွဲကြီးတောက်လျှောက်ဆက်လက်ထိန်းသိမ်းထားဖို့အရေးကြီးတယ်ဆိုတာကိုသေဝိုက်ပြနေတာလို့မြင်မိပါတယ်။ယာမင်ကဆွန်ရက်ရှိဆွဲကြီးကိုချီကျူးရင်းနဲ့သူ့ရဲ့အာသာချက်တွေဖြစ်တဲ့ငွေထိုင်းပိုင်းမှာပညာစုံမှုဘဲချေဘဲလက်တရဲ့အနေအများမှုစိတ်ရှိရှိကစားဟန်ကိုအတိမတ်ပြထားပါတယ်။ဒါကမှန်ကန်ပါတယ်ဆွန်ရက်ရဲ့မှတ်တမ်းပွဲတွေကိုကြည့်ရင်သူကရုတ်တရက်ပြင်းထန်တဲ့ထိုးချိန်မှုနဲ့အနိုင်ရတတ်ပါတယ်သူရဲ့စိတ်ရှိရှိကစားဟန်ကပွဲကိုထိန်းချုပ်ပြီးပြိုင်ဘက်ရဲ့အမောက်ကိုခွင့်ကောင်းယူတတ်တယ်ဆိုတာကိုပြသပါတယ် ရမင်ကဆွန်ရက်စ်ရဲ့အားနေချက်ဖြစ်ဇဒိုက်ဖီအားပေးရင်တက်လုံမခံနိုင်ဘူးလို့ပြောပုံကိုထောက်ရင်တော့သူကဆွန်ရက်စ်ကိုဇဒိုက်ဖီအားပေးပြီးတော့ပင်မအောင်လုပ်ဖို့ရည်ရွယ်ထားပုံရပါတယ်။ဘာပဲပြောမိသားစုအတွက်ဘဝကိုပေးဆက်ပြီးတော့ရုန်းကန်ကြိုးစားနေကြတဲ့ fighter နှစ်ယောက်ထိတိုက်တွေ့ဆုံကြမဲ့ပွဲဖြစ်တာမလို့စိတ်ဝင်စားစရာတော့ကောင်းနေပါတယ်။ဘယ်သူသားရသွားမလဲဆိုတာဆက်လက်ပြီးစောင့်ကြည့်သွားကြရအောင်ပါ။အစုံလေးလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။